အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မုံတိုင်းရှိတယ်ဆိုပြီးတော့ကြေညာထားပါတယ်ဒါပေမဲ့မုံတိုင်းရဲ့ခွေရည်ကြီးတောင်မုံတခါမှမတက်ဖူးဘူးဆိုပြီးတော့ခွေရည်ကြီးတောင်မုံကိုတက်မယ်ဆိုပြီးတော့ထွက်လာပါတယ်မိုးတွေကတော့မမြင်တဲ့အတိုင်းပဲပေါ့နော်အဲတောင်မုံရောက်တဲ့အထိမိုးကမရွာပဲနဲ့လေကအများကြီးတိုက်နေပါပေါ့နော်လေအများကြီးတိုက်တော့လှိုင်းလည်းနည်းနည်းကြီးနေပါတယ်ဒါကတော့ဒီတောင်မုံမရောက်ခင်လမ်းတစ်ဝက်လောက်ကရိုက်ထားတာပေါ့နော် ဒါတော့တောင်ပေါ်ကျွန်မနဲ့အတူတူတက်တဲ့ကျွန်မရဲ့မောင်လေးနဲ့ညီမလေးတွေဖြစ်ပါတယ်ဒီဖျားတောင်ပေါ်ရောက်ခါနေပေါ့နော်ဒါနောက်ဆုံးအကွေပေါ့နော်အဲ့ဒီအကွေမှာတော့ဒီမှာအတက်အစင်ကတော်တော်ကိုချောတော့သွားတာတော့အဲ့လိုသွားရတယ်ပေါ့နော် ဟုတ်တယ်ဒါတော့ကျမရင်ညီမအချောလှဖြစ်ပါတယ်သူဖုန်းပေးထားတော့ဆက်ဖီဆွေးနေဖြစ်ပါတယ်ပါမယ်ငါကုံကပဲပြန်ရိုက်တော့တယ်သူများမှရိုက်ပေးတယ်ပါမယ်ဟိုမှာလည်းခေါ့ဟိုမှာလေးဟုတ်မှာလေးဟုတ်မှာရိုက်ပေး တော့အပေါ်ဆုံးကိုရောက်ပြီးတော့အပေါ်ဆုံးကနေပြီးတော့ရိုက်ထားတာပေါ့နော်။လေကတော့အရန်တိုက်နေပါတယ်။ပေါ်မှာလေကအရန်တိုက်တော့အကြာကြီးမနေနိုင်ဘူးပေါ့နော်ဒီအောက်နာလေးကိုအောက်တစ်ထစ်ကိုဆင်းလိုက်ရင်တော့အဲ့ဒီမှာလေကနည်းနည်းကွယ်တော့အဲ့နေရာကိုပြန်ဆင်းပါတယ် ဆင်းတဲ့အခါမှာလည်းလေကားတထစ်ချင်းစီကိုတခြားကယူဆိုင်ပြီးတော့ဆင်းရပါတယ်ဒီမိုးရင်းမတ်ဆိုတော့ဒီလေကားတွေမှာသူကရင်းညှိတွေတက်နေရပါဘောနော်ဆိုတော့ဒီကျမညမလိုမျိုးရမ်းကြောက်တတ်တဲ့သူမျိုးတွေ့ဆိုလို့ရှိရင်အဲ့ဒီမှာလက်ကင်တန်းကိုအဲ့လိုကပ်ပြီးတော့တထစ်ချင်းအဲ့ဒီလိုမျိုးဖြည်းဖြည်းချင်းဆင်းပါအဆင်ပြေပါတယ် ောင်ပြောရလားမနေ့ကျောင်းကငါ့ကိုပြောရလားအခုကပင်လုံးနေသေးတယ်ဒီနေ့ရောက်ကမှပင်လုံးနေသေးတယ်အပေါ်ကျတော့ကြောက်ကြီးတော့ဒါကတော့အသက်ဆင်းလာမှတွေ့ရတဲ့ဟာလေးတွေကိုရိုက်ထားတာပါ ဒီနေရာလေးကြတော့ရေနှိမ့်သိမ့်မရှိတော့ဘူးပေါ့နော်။သွားလာတာပို့ပြီးတော့အဆင်ပြေသွားပါတယ်။တမိုးမိုးလဲအဆိုးမှန်းနဲ့ဟာမျိုးလေးအဲ့ဒါမျိုးပဲ။မိုင် ဒါတော့တောင်အောက်ခြေကိုမဆင်းမဲနဲ့လမ်းတဝက်လောက်ကနေပြီးတော့ပင်လယ်ဘက်အချမ်းကိုဆင်းလို့ရတယ်တောလမ်းလေးပေါ့နော်ဖြန်းလမ်းပေါ့အဲ့ဒီကနေပြီးတော့ဆင်းလာတယ်ပြီးသွားရင်တော့အဲဒီမှာဒီနေရာကိုရောက်မယ်ပေါ့နော်ဒီနေရာမှာဆိုလဲရေကြီးရေ အများကြီးပေါ့နော်ဒီကြောက်တုံးမရေညှိတွေအများကြီးဖြစ်နေတော့အဲ့နေရာမှာခက်ခက်ခက်ခဲသွားရတာလေးရှိရပေါ့နော်အဲ့ဒါတွေတော့အရင်ခက်ခဲလုံးတော့ဖုန်းတွေကင်ဖို့လည်းအဆင်မပြေတော့အဲ့ဒါတွေတော့မရိုက်ခဲ့လိုက်ရဘူးတကယ်ကြတော့ရိုက်ပြရင်တော့ပို့ပြီးတော့ကောင်းမှာပဲလို့နောက်ကြတော့တွေးမိပါတယ်ဒါပေမဲ့လည်းဘယ်လိုမှအဆင်မပြေတော့အဲ့ဒါတွေကမရိုက်ခဲ့လိုက်ရဘူးပေါ့နော်ဒီလိုမျိုးရိုက်လို့ရတဲ့အနေထားလုံးပဲအဲရိုက်ခဲ့ပါတယ် နေရာလေးမှာထပ်ပုံရက်ချင်လို့ဆိုပြီးတော့ကြိုးစားပန်းစားသွားနေကြတာဖြစ်ပါတယ်ဒါတော့ဒီတောင်ပေါ်မှာလေဒီလိုဆန်းကြောင်းလေးတွေရေကုန်လေးတွေရှိတယ်ပေါ့နော်။ဆိုတော့အလမ်းမတွေ့ရတာဒီရက်ကောင်းပါလေ။ကဲရောက်တော့ရောက်ပါပြီ။ လာပကီကိုအရင်ဆုံးမြိုက်ပြရပါတယ်ရှင်ဒီနေရာမှာဒီပင်လယ်နဲ့ပို့ပြီးတော့နှီးသွားတဲ့ခါကျတော့လေပူတိုက်တာပေါ့နော်လွန့်လွန့်လေးဖြစ်ချင်တဲ့သူတွေအတွက်ကတော့ကောင်းတာပေါ့နော်ဒါပေမဲ့တခုတတိထားမှာတော့နေမကောင်းမဖြစ်အောင်ယူဆရမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်မအဲ့လောက်လေအရန်အတိုက်ခံပြီးတော့ဒီခီးစင်ပြန်လာပြီးအိမ်ရောက်တဲ့အခါမှာကျွန်မနှစ်ပတ်ဆက်တိုက်အပြင်းပြားပါတယ်ရှင်အဲ့ဒါကြောင့်ပါ စာတိဖြစ်ပေမဲ့ဒီလိုမုံနိုင်ရက်ကိုတော့ထီတောင်ဖို့လာပြီးတော့တစ်ခါမှဒီလိုမကြည့်ဘူးပေါ့နော်အမြဲတမ်းတကယ်ချင်းတွေနဲ့လာတယ်ဆိုရင်လည်းဂျန်တဲ့နေတာတဲ့အချိန်မိုးလီကင်းလွတ်တဲ့အချိန်ပဲဒီပေါ့ဘူးရောက်တယ်အဲအဲ့လိုအလှပါဝက်ကောမြင်မှုတွေပေါ့နော်ဒါပေမဲ့အခုလိုမုံနိုင်ရက်ကိုမမြင်ဘူးတော့ကဲတက်ကြည့်မယ်ကွာဆိုပြီးတော့အခုတက်ကြည့်တော့ရှုခင်ကမိုက်တယ်ပေါ့နော်ပြီးတော့ကိုကိုရိုင်းကလည်းလွန့်လွန့်လေးဖြစ်သွားတာပေါ့လွန့်လွန့်လေးတော့ဖြစ်သွားတယ်ဒါပေမဲ့လည်း ပြန်ရောက်ပြီးတော့နေမကောင်းတာတော့တပိုင်းပေါ့လေအဲ့ဒါတော့ဟိုလေးကတလောက်အရန်တိုက်နေတယ်မုံတိုင်းရဲ့ဆိုတော့ဘယ်သူမှဆိုနေမကောင်းတော့ဖြစ်နိုင်တယ်ပေါ့နော်ကျမဆိုပို့ပြီးတော့အားနေတော့ပို့ပြီးတော့ဖြစ်ပါတယ်ဟိုရှုခင်းကတော့လွင့်လားမလွင့်လားဆိုတော့တော့ဥမာအခုကျမကိုပဲကြည့်ပါဒါတက်လွင့်တဲ့နေရာတော့မရှိတော့ဘူးလို့တော့ထင်ပါတယ်နော် ရွာအကျောက်ဆောင်ကိုအလိုလှိုင်းလုံးတွေကအလိုမျိုးတွေရိုက်တာပေါ့နော်အရန်ကြည့်လို့မိုက်ပါတယ် မကိုရင်ကြီးကိုမိုးရသည်ကိုဒီလောက်လှတာမျိုးတခါမှမမြင်ဘူးပေါ့နော်တကယ်ဟိုတပ်ပုံလည်းမရိုက်ချင်ဘူးဗီဒီယိုလည်းမရိုက်ချင်တော့ပဲねဒီတိုင်းပဲအဲ့လိုပဲမတက်ရက်ပြီးတော့လေကြည်နေနေတာပေါ့နော်ကြည်နေနေတာမဟုတ်ဘူးကြည်နေလိုက်တော့တယ်ပေါ့နော်ဟိုလှိုင်းနေရလဲဟိုသူကလေရန်တိုက်တဲ့ခါကျတော့လှိုင်းနေရလဲအရန်ကြီးအကြီးတွေဖွာကနေဖွာကနေအဲ့လိုမျိုးကြောက်ဆောင်တိုက်ပြီးတော့ဖြစ်သွားတဲ့ဟာပေါ့နော်အရန်မိုက်ပါတယ် မိုးရသည်အဲမုံတိုင်းရက်ပေါ့နော်မုံတိုင်းရက်ခေါ်ရန်ကြီးတောင်မို့တဲ့ရင်ဘယ်လိုမျိုးမြင်ရမလဲဆိုတာတော့အခုမြင်ပြီးပြီလို့ထင်ပါတယ်အဲ့တော့အခုကျမညမရဲ့ဖင်းလောက်တာလေးနဲ့ပဲနှုတ်ဆက်လိုက်ပါတယ်ရှင်ဖင်းလောက်ပြနေတယ်ဗျာလေ